တဘဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ဒေါနာတောင်ပေါ်ကအစိမ်းရောင်အော်ဂနင်းစိုက်ပျိုချံကလေးအကြောင်းတင်ဆက်ပေးသွားပါမယ်။ထိုင်းမြန်မာ29ကုလူသွားလာနိုင်ဖို့ဒေါနာတောင်ကိုဖျက်ဖောက်ထားတဲ့တောင်ပေါ်တော်လန်ကလေးတနေရာမှာအစိမ်းရောင်တန်းနေတဲ့လေကထစ်စိုက်ခင်းချံလေးဟာဖျက်သွားသူတိုင်းကိုတတိထားငေးမောစေပါရဲ့။ ြေရွာရဲလို့အများကြီးမရှိတဲ့ဒီလိုတောင်ပေါ်ဒေသမှာအစမ်းရောင်အသေးအရွယ်တွေကိုစနစ်တကျအကွက်ချစိုက်ပျိုးထားတဲ့မြေခွင်းတွေကြောင့်ပဲလန်သွားလန်လာတွေကိုစိတ်ဝင်စားစေခဲ့တာပါ။တော့ဤကားလို့ရှိတဲ့စိုက်ခင်းလေးကိုကျွဲ၊နွား၊စိတ်တွေရဲ့အဖြစ်အစီအနောက်အရှက်ကင်းဖို့ခြံကိုစနစ်တကျခတ်ထားပြီးခြံဝန်းထဲမှာတော့အမျိုးအစားစုံလင်တဲ့အသည့်အရွယ်နဲ့တီးပင်စားပင်တွေနဲ့ပြည့်နေနေပါတယ်။ ဆိုင်ကင်းလေးဟာလိုင်ဝဲမြို့နယ်တဲကတော်နာတောင်ပေါ်လမ်းမှာရှိတဲ့ကွီးလော်ဖလုံကြီးရွာအနားမှာရှိတာပါ။ကျေးရွာကျောင်းထန်ဘိုးတော်ကြီးရဲ့မြေနေရာပေါ်မှာကော်တူးလီလေယာစိုက်ပျိုးရေးဌာနရဲ့တင်နန်းပို့ချမှုကနေရလာတဲ့စိုက်ပျိုးရေးနင်းစနစ်တွေကိုလက်တွေ့အသုံးချတဲ့အနေနဲ့ဖြစ်ပေါ်လာတဲ့ organic cycling လေးဖြစ်ပါတယ်။ organic cycling ဖြစ်တာကြောင့်တရိတ်ဆန်မစင်နဲ့ တိရွယ်အဆွေအပုပ်တွေအခြားသဘာဝကရတဲ့ပစ္စည်းတွေကိုယောနောဖော်ဆက်ပြီးရလာတဲ့သဘာဝမျိုးစာရီကိုတော့အတုံးပြူတလို့ပူမွားတွေကိုလည်းဆွေရွက်ကြီးအရင်နဲ့တာဖြန်းတယ်လို့ဆော်မင်ခဲကအရှင်းပြပါတယ်ဖိဖိနော်ဘူးဖိနော်ဘူးခေခက်အအဓိကတော့လိုတာမဲ့လိုတိတ်ရလဲနဲအတိတ်တိတ်တိတ်ကြောင့်တော့မင်းလည်းဆိုဘိုင်းပမားတိတ်တိတ်ဤပါ khi hát sinh nên bật lì vào yếu bắt đầu này nó eco family ya bắt đầu là eco family ya bắt đầu là bậc ca tây khủy rồi đó tây nó cũng ăn cắp lệ ăn cắp lệ này nó là cái là anh mẹ gái cày là ắt ta thì sát thủ sát ta thì ắt lại rồi nói chuyện, bây giờ ở này nó bán năm mươi vậy vào đấy tây á bách sát ở bán năm mươi တဘဝနင်းတွေအတိုင်းစိုက်ပျိုးထားသလိုကြေခမ်းမြေခမ်းကောင်းမှုမှုကြောင့်လည်းစိုက်ပျိုးထားတဲ့တီးပင်စားပင်တွေအားလုံးဖြစ်ထွန်းအောင်မြင်ခဲ့တယ်လို့ဆိုပါရယ်။ဒါပေမဲ့ organic cycle တွေဟာတာမန်စိုက်ခင်တွေထက်လောက်ရတာနှစ်ဆပိုပင်ပန်းတယ်လို့လည်းကိုယ်တိုင်စိုက်ပျိုးသူတွေကဆိုပါရယ်။ အကြောင်းကတာမန်ဆိုင်ခင်တွေမှာအသုံးပြုဖို့ဓာတ်မြင်ဩစာတွေပိုသက်ဆေးတွေကဈေးကွက်ထဲမှာအလွယ်တကူအချိန်မရွေးဝယ်ယူရရှိနိုင်ပေမဲ့ organic ဆိုင်ခင်တွေကတော့လိုအပ်တဲ့မြင်ဩစာတွေပိုပြေဆေးတွေကိုကိုယ်တိုင်အချိန်ပေးဖော်ဆက်ရတာကြောင့်ဖြစ်ပါတယ်။အဲ့ဒီအပြင် KH စနစ်ကိုမထိခိုက်စေတဲ့နည်းနဲ့စိုက်ပျိုးရာမျိုးဖြစ်တာကြောင့်အပင်ကိုစားတော့တဲ့ပိုးမွားတွေကိုတာတုပူတက်စီတွေတုံးပြီးမြို့တုံးစီရာမြို့ထက် ပုံမွားတွေကသာပြေလွားသွားအောင်လှုပ်ရတဲ့အတွက်အပင်တွေကိုပိုခရုဆိုင်ပေးရပြီးအချိန်လဲပူပေးရပါတယ်။အဲ့ဒီဆိုင်ခင်ထဲမှာကော်ဖီ၊ပန်းကော်ဖီ၊မုံညင်းရွယ်၊နနံပင်၊ခရမ်းသီး၊ငရုတ်၊ရုပ်ပတီသီး၊ကစွန်ရွယ်၊ပေတော်ရှိစားတဲ့တီးပင်စားပင်တွေအပြင်ဖရဲသီးကိုပါ စိုက်ပျိုးထားတာကိုတွေ့ရပါတယ်။ ဒီလိုအော်ဂနစ်ဆိုင်ခင်မျိုးတွေဟာကေဟစနစ်ကိုလည်းထိန်းညင်းပေးတယ်လို့ရေထုမြေထုနဲ့တပဝပတ်ဝန်းကျင်ကိုပါထိမ့်သိမ့်ပေးနိုင်ပေမဲ့ဒီကနေ့လူအတိုင်းဝိုင်းထဲမှာတော့အလွယ်လိုက်စိုက်ပြူရည်နီလန်းတွေကိုတော့အတုံပြုတ်မှုများနေတဲ့အပေါ်မှာ ပေထွက်ဆူကြိုးတွေကိုတတိပြုဖို့လိုတယ်လို့ဆောမင်းခဲကအခုလိုပဲတိုက်တွန်းသွားပါတယ်လူကေဟစနစ်နဲ့ပတ်သက်ပြီးတော့အမေဘလောက်ဆိုလို့ရှိရင်လူပတ်ဝန်းကျင်နိုင်တော့ထိခိုက်ရည်နဲ့ ကဲကဲလည်းပြလိုက်လူပရှာအကန်နဲ့တော့ထိခိုက်နမေးရဲအပမာအော်ဂနစ်စိုက်ပြူးရင်တော့အစီပွားရေးရတော့နှစ်တွန်းနီးရလဲဒါပေမဲ့နှဆုံးနှဆာနှဆောင်ဆောက်ဆောက်ခိုက်အကန်လေပတ်ဝဲကြည့်အဲအကန်တော့ဘူးခေးလော်နဲ့ဖိတ်ကြတာနိုင်တော့ပမာထားလို့စမိတ်ဤပနတ်ဤဒီလော်ဖို့ရိတ်လန့်ရိတ်လန့်လေးဖိတ်ဒီဖိတ်ဒီနိုင်တော့ဘူးခေးလန့်လားနဲအဲထီထီနော်လေးနိုင်တော့ဘာထိရရေးလဲ